မင်္ဂလာပါနော်မင်္ဂလာပါကျွန်တော်တက်တဲ့ခံကြနာတော့ကျွန်တော်လူမြောက်လာတဲ့အရာရတဲ့ခင်ကျွန်တော်ကိုရွေးကောက်တဲ့အရာကိုကျွန်တော်နည်းနည်းတက်တဲ့ခံကြနေကျွန်တော်ကစာဗုဒ္ဓဘာသာတယောက်ဖြစ်ဗုဒ္ဓတရားဗုဒ္ဓဘာသာတယောက်ဖြစ်တဲ့အချိန်မှာကျွန်တော်အားဟိုပါတော့ကျွန်တော်ဟိုဒီလက်မီနဲ့ကွဲနေတဲ့အငငယ်လေးကနေလာတဲ့အခါမှာကျွန်တော်လောက်ကြီးစိတ်ပုံနေတဲ့သူတယောက်မျိုးကျွန်တော်အသက်ရှင်လာ ပြီးတော့ကိုဘွားကြီးကိုကိုဘွားနဲ့ကိုစိတ်ချမ်းသာလို့နေမယ်ဆိုပြီးတော့ကိုစိတ်တိုင်းကလိုက်နေလိုက်တာကျွန်တော်ကိုလောကရဲ့စိတ်ပုံကိုကိုဘွားနဲ့ကိုသက်ရှင်လိုက်တာပဲနော်ဘုရားမရှိဘူးကျွန်တော်ဒီကိုဝယ်တဲ့ပုံတော့ကဘုရားလည်းဘာမှကိုကြီးပြင်းနိုင်တာလည်းမဟုတ်ဘူးဆိုတော့ကျွန်တော်သဘောပေါက်တယ်ကကိုလုံးမကိုရမှာလို့ကျွန်တော်လည်းမလုံးနိုင်တဲ့ခံမှုမှာတော့ဘူးနေတော့ဘူးဒီကြောက်ကဘာမှလည်းဟိုဘာမှတော့တော လုံးနိုင်ကြကြောင့်ငါညာတော့တက်ရှင်တော့မယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်လောကကြီးစိတ်ကုန်ပြီးတော့တက်ရှင်တယ်လားကျွန်တော်၃နှစ်လောက်ကျွန်တော်ဝိစီပေးပါစီးပြရတယ်ဗျမင်းပြခဲ့တယ်ကျွန်တော်၃နှစ်လောက်ဆွဲတယ်ကျွန်တော်အိမ်နဲ့လည်းအဆင်မပြေဘူးဒီကြားမှာပြင်မင်းနဲ့ကွဲနေတဲ့အပြေပေါ်မှာကျွန်တော်ကဟိုဒီစိတ်ကုန်နေနေတယ်အမေစိတ်ကုန်နေနေတယ်ပြီးရင်ကျွန်တော်ပုံစံအစားအသောက်ဆိုဒီလိုလည်းမဟုတ်ဘူးဗျ ီအရာနဲ့ကျွန်တော်ဟိုဘယ်လိုခေါ်မလဲအဆောင်ကတော့တောင်းနေတော့မလို့မြောက်ချင်ဒီရာမှာကျွန်တော်ပြောရပါဆိုကျွန်တော်ရဲ့ top up ကဒီရာကြီးကိုကျွန်တော်ထင်တာကဒီရာ၃ညကျွန်တော်စိတ်ချမ်းသာအချိန်မှာကျွန်တော်ရဲ့ဟိုပေါ့ဒီမိသားစုပြဿနာတော့လကောင်းကျွန်တော်လောကကြီးစိတ်ကုန်နေရတယ်ခဏမေ့ပါအဲမေးသွားတဲ့အချိန်မှာဒီကောင်၃နာရီကျော်တော့မေးပါဒါမှမဟုတ်ဒီကောင်ပြန်ပြီးတော့ဒီပြန်ပြေသွားတဲ့အချိန်မှာပြန်ပြီးတော့ဟိုစိုးရင်စိတ်တွေ အားငယ်စိတ်တွေတိမ်ငယ်စိတ်တွေဒီများတခါရရကိုမိသားစုစုံနေနေရချိန်မှာကိုယ်မနေရတဲ့ခါမျိုးလောကကြီးကိုစိုက်ကျင်ပြီးတော့ကျွန်တော်ကဒီကောင်ပြန်သုံးရင်းနဲ့အဲ့လိုပြန်လည်ရင်းနဲ့သုံးနှစ်လောက်ရှိပါတယ်။ဒီကခါမျိုးမှာနောက်ဆုံးတော့ကျွန်တော်ဒီအရာကြီးကိုပြက်ချင်လာတယ်။ဘာလို့လဲဆိုတော့ဒီအရာကြီးမပြက်ကျွန်တော်ကိုယ်ဖြစ်တော့ဆိုရခါမျိုးကျွန်တော်လုံးဝကျွန်တော်မပြက်နိုင်ဘူး။ကျွန်တော်လုံးဝလည်းမပြက်နိုင်ဘူး။ဖြတ်မဲ့လုံးလိုက်ပြန်သုံးလိုက်နဲ့ကျွန်တော်ခြောက်လွက်လည်နေတယ်။အဲ့ဒီချိန်မှာပဲကျွန်တော်ကစတင်ပြောင်းလဲလာရတဲ့ ရားပါလဲဆိုတော့ကျွန်တော်ဟိုကျွန်တော် line 1နေတော့တသိခဏ်ချက်ကိုကျွန်တော်နားထောင်မိသွားတာကျွန်တော်အစားဆုံးဆိုဒီပါလာရေးကိုလည်းကျွန်တော်ကစိတ်ဝင်စားဒါပေမဲ့ကျွန်တော်အမိအရတော့ယုံကြည်သူဖြစ်တယ်ကျွန်တော်ကိုကျန်းစာကိုလည်းပေးရတယ်ကျွန်တော်အားနာလို့တော့ကျွန်တော်အဲကျန်းစာကိုယူလိုက်ယူရပြီးကျွန်တော်အိမ်ထဲမှာထားလိုက်တယ်ဖက်လည်းမဖက်ဘူးအမိအရဖျားချောင်းသွားခိုင်းတယ်ကျွန်တော်မသွားဘူးဘာလို့ဆိုတော့ကျွန်တော်ကဒီပါလာရေးနဲ့ပတ်သက်ပြီးကျွန်တော်ခေါင်းထဲမှာအလိုမျိုးထည့်ခံထားရတာဗျာဒီပါလာဆိုတာက အာလာဆွဲတယ်လို့ပဲသိတယ်ယေရှုနောက်လာဆိုကျွန်တော်လုံးမချက်ကျွန်တော်အဲ့လိုအသက်တာအဲ့ချိန်မှာကျွန်တော် line 1နေတက်တိခံအခုကျွန်တော်ကြားရတယ်ဘာလဲဆိုတော့အဲ့လူတယောက်ကသူတက်တိခံတာလေဒီသူမူရစီတားကောင်ကနေသူလုံးရောက်လာတဲ့အကြောင်းသူကတက်တိခံတာသူမလုံးရောက်နိုင်ဘူးဒါပေမဲ့ကျွန်တော်ကလုံးရောက်ဖို့တက်ကမိလန်တခုတော့ရှိတယ်ယေရှုဘုရားကိုယုံကြည်မယ်ဆိုရင်ယေရှုဘုရားကိုအကျွမ်းမဲ့ယုံလိုက်တာနဲ့ကျွန်တော်တို့ကဒီမူရစီကိုဖြတ်ဆရာမလို့ပဲနဲ့ကိုကျွန်တော်တို့က ြတ်သွားတယ်လို့ကျွန်တော်ကြားလိုက်တဲ့အချိန်မှာကျွန်တော်ခံအောင်ရတယ်။ဟုတ်ဘာကြီးလဲဒါကြီးကထူးဆန်းလိုက်တာ။ဒီယေရှုယုံတာနဲ့ငါမူကြီးစေပြတ်တာဘာဆိုင်လို့လဲဆိုပြီးတဲ့အချိန်မှာကျွန်တော်ကစမ်းကျင်တယ်ဗျာ။စမ်းကျင်တဲ့အခါမျိုးမှာကျွန်တော်ကဒီပေါ့ဆရာမဆိုရင်ဆရာကျောင်းကသွားပါမယ်နဲ့ကျွန်တော်ကမမီးရခဏခဏတက်ပါတက်ပါဆိုတော့ဆိုတော့အာနန္ဒာနဲ့လည်းသွားတက်လိုက်ရပါဗျာ။ကျောင်းရင်တော့သွားတယ်။သွားတဲ့အချိန်မှာဆရာမဆိုရင်ကျွန်တော်ကို ျွန်တော်မေးရပါတော့။တင်ရပြသွားမလဲ။ကျွန်တော်အဲ့လိုတွေမေးရတော့ကယ်တင်ခြင်းကျွန်တော်ပေးရ။ဆိုတော့ခါမျိုးကျွန်တော်နားလည်လိုက်တယ်။ကျွန်တော်ကကျွန်တော်ညှော်နေချက်ရှိပါလား။ဟုတ်လား။ဆိုတော့ကျွန်တော်ကညှော်နေချက်မရှိဘူး။ဒါပေမဲ့ယေရှုဘုရားရှိနေတဲ့အချိန်မှာကျွန်တော်ကညှော်နေချက်တွေကဟုတ်လား။တန်မှုမဲတဲ့သူတယောက်မဟုတ်ဘူး။ငါကတန်မှုရှိတဲ့သူတယောက်ဆိုတာကိုဒီဆုံးနားလည်ပါရတယ်။ဒီအပေါ်မှာကျွန်တော်က လိုက်ချောက်ချက်ချင်းတော့မရဘူးပေါ့ဗျာတည်ရမလားကျွန်တော်ချက်ချင်းပြတ်သွားတော့မဟုတ်ဘူးကျွန်တော်ဒီလိုပဲယေရှုကိုရတယ်ကယ်တင်ခြင်းရပါတယ်ဗျာကယ်တင်ခြင်းရပါတဲ့အချိန်မှာပဲကျွန်တော်ဒီကောင်ကိုတုံးနေသေးတယ်တုံးနေသေးချက်ချင်းတော့မပြတ်ဘူးဒါပေမဲ့တဖြည်းဖြည်းနဲ့နားရလာတယ်ဖျားသခင်ကကျွန်တော်တို့ရေကောက်ထားတယ်ဆိုတာကလကားတော့တဲ့ရေကောက်တာမဟုတ်ဘူးလေသူရေကောက်ပြီးသွားရင်လည်းသူကဓာကြီးတုံးနေသေးမယ်ဆိုရင်ဒါမဟုတ်သေးဘူးဒီညာကလည်းကျွန်တော်ကိုစိတ်ထဲကနေလို့နှိုးဆော်ပြီးပြောနေတာလေ မြင်းကတော့ကဲတည်ခြင်းပေးပြီးပြီမင်းကတော့ဒီလိုတလွဲကြီးပဲလုပ်နေမယ်ဆိုရင်တော့မင်းထိုင်နေမင်းခံရမယ်နော်ဆိုရက်စိတ်လေးကကျွန်တော်အထင်မှရောက်လာတဲ့အချိန်မှာကျွန်တော်နားလည်သွားတယ်အဲ့ဒီအချိန်မှာပဲဒီစီးဒီကျွန်တော်လုံးဝမပြတ်ခန့်ကျွန်တော်ကအမတ်ရဆုံးကအဲ့ဒီကပဲကျွန်တော်ကြောင်းနေလာခဲ့တဲ့တတ်ဟိုတတ်သိခံချက်ပေါ့နော်ကျွန်တော်တလုံးနဲ့ဘယ်တော့မှမေးမှာမဟုတ်ကျွန်တော်ဒီယာယီကြီးကနေလွတ်မြောက်လာတာအဖျားသခင်ရဲ့ကျေးဇူးတော်ဖြစ်တယ် ဆိုတဲ့ခါမျိုးမှာကျွန်တော်အင်္ဂလိပ်လုပ်တယ်ဆိုတာကလည်းကျွန်တော်တို့ကကျွန်တော်လာလာမရဘူးလေကျွန်တော်လာလာရလို့လုပ်ရလည်းမဟုတ်ဘူးကျွန်တော်ဒီဆရာကလည်းစုံစမ်းလည်းလုပ်တာမဟုတ်ဘူးလာလာလည်းလုပ်တာမဟုတ်ဘူးညကျွန်တော်တို့ကဖရားရဲ့ဟိုကျေးဇူးတရားကိုကျွန်တော်တို့ကခံစားရတဲ့ခါမျိုးမှာကျွန်တော်တို့ကဒီဖရားဝန်နိုင်မှုလို့ရတဲ့ဒီခံစားချက်ကတခြားဘာနဲ့မှမတူဘူးလုံခြုံနေစိတ်ချရတယ်ဖရားလက်ခင်ကကြည်တော်ရှိတယ်မနှက်ပြန်လို့မစိုးရင်လည်းကျွန်တော်မစိုးရင်လည်းဆိုလို့ရှိရင်ကျွန်တော် ီမစိုးရင်နဲ့တိုင်းလေးပဲကျွန်တော်လိုက်လျှောက်ကြည့်တယ်ကျွန်တော်အဆင်ပြေတယ်ကျွန်တော်အရင်အတ္တာနဲ့အခုတ္တာနဲ့ဟိုယေရှုမရခင်ကနေယာဗီယနဲ့တတ်တာမှာကျွန်တော်ရဲ့ဟိုကယေရှုကိုယာဗီယနောက်ပိုင်းမှာအများကြီးกว่าပါဘူးအရင်ကဘွားဆိုကျွန်တော်ပြန်တွေးမိလိုက်ချင်းကျွန်တော်အရင်ဆက်တယ်ဗျာငါဘာလို့ဒါကြီးလုတ်ခဲ့မိတာလဲတော်ရှင်းဖို့ကောင်းတယ်ဆိုတဲ့ခါမျိုးမှာကျွန်တော်ကဘလို့တက်တဲ့ဖြစ်လဲဆိုရင်ကျွန်တော်တို့တို့ဟိုစေးလို့တုံးခဲ့တဲ့သူတွေဆိုလို့ရှိရင်အခုကကျွန်တော်တို့လွံ့မြောက်လာတရားမှမရှိဘူး အကုန်လုံးကဘွားပြက်ပြီးတော့အဲ့ဒေါ်ထဲမှာပဲလစ်နေတဲ့သူတွေကြီးပဲကျွန်တော်တို့ကိုလည်းမြင်ရတဲ့ခါမျိုးမှာကျွန်တော်တို့ကဲလည်းမကဲရဘူးကမင်းတို့ကတော့မပြောင်းလဲငါတော့ပြောင်းလဲနိုင်တယ်ဆိုပြီးလဲကျွန်တော်ပုံမြင်တယ်ကျွန်တော်ဖျားသခင်ရဲ့ကျေးဇူးတော်ကိုပို့ပြီးကျွန်တော်ရှင်းမှန်းတယ်ဘာလို့ဆိုဖျားသခင်ကကျွန်တော်ကိုဒီလူတွေကတော့သူရွေးကောက်လို့ရတယ်ဒါပေမဲ့ကျွန်တော်ပဲသူရွေးကောက်တယ်ဆိုတာကဖျားသခင်ကအချမ်းရှိရှိရမယ်ဒါကြောင့်မဲကျွန်တော်ဒီအင်္ဂလိပ်တရားတွေကိုကျွန်တော်အခု လုံးဝအញ្ញိုင်းနားတယ်လို့လည်းလိုက်တာမဟုတ်ဘူးကျွန်တော်ဖျားသခင်ကြီးစုတော်နားတယ်တဲ့ခါမျိုးမှာကျွန်တော်တရားတွေကိုပြန်လေတက်သိခံနေတဲ့ခါမျိုးမှာကျွန်တော်အင်္ဂလိပ်ကြီးအောင်လိုက်တာဖြစ်တယ်ကျွန်တော်ဘာလို့အခုဒီအောင်တက်သိခံလဲဆိုကျွန်တော်ပြောင်းလဲလာတာကလည်းကျွန်တော်ကနှုတ်ကပတ်တော့အရင်ကြားပြီးတော့မှပြည့်မှာနှုတ်ကပတ်တော့အရင်ကြားပြီးပြောင်းလဲလာတာမဟုတ်ဘဲနဲ့ဒီလူတယောက်ရဲ့တက်သိခံခြင်းအားဖြင့်ကျွန်တော်ကစတင်ပြောင်းလဲလာရဲ့အဲ့ဒီကနေစပြီးကျွန်တော်ဒေါက်တာလိုက်လာရဲ့တဲ့ဆိုတော့ကျွန်တော်ဒီတက်သိခံချက်ဆိုတာအရန်ကိုအရေးကြီးပါတယ် ဆိုတဲ့ခံယူမှာမိဆွေတို့မှလည်းတက်တည်ရှိမယ်ဆိုလို့ရှိရင်တက်တည်ခံမှာကြာသိခင်ကတက်တည်ကျွန်တော်တို့တက်တည်ပြီးတယ်ဆိုတာလေဒီတက်တည်လူရှင်နားမှာတိန်ထားပြီးတော့နေဖို့မဟုတ်ဒီတက်တည်အပြင်လူတွေရဲ့စိတ်နှလုံးကိုလိုးချလာပြီးတော့ဒီလူတွေကပြောင်းလဲလာစေဖို့တော့ကြာသိခင်ကဒီတက်တည်ကိုပေးရတာဖြစ်လို့ကြောင့်ကျွန်တော်တို့ကတက်တည်ပြီးတဲ့အချိန်မှာအာတက်တည်လေးပဲဖြစ်ဖြစ်ကျွန်တော်တို့ကတက်တည်ခံကြပါလို့ကျွန်တော်ဒီနေ့ညမှာပြောလို့လို့ဆိုရပါတယ်အားကောင်းပါစေ တဲ့ဒါနောက်ထပ်ပေးတဲ့သူတွေပုံမှန်လည်းဖျားလိုက်ရင်လည်းပြပြချင်းအဲ့ရပါစေ။